ဒါ၁၀တုံးမြောက်တ၆ရှေရွှေနီမျိုးပါမျိုးဖောက်နီကိုမိတ်ဆွေတငယ်ချင်းတွေကတေချာလေးတင်ပေးပါဆိုလို့ဂျုံလို့တစ်ခါထပ်ပြီးတော့တင်ပေးလိုက်ပါလေအခုဒီတ၆ရှေရွှေနီမျိုးကိုဖောက်ပြီးပြီဆိုတော့ကျတော့ကျွန်တော်တို့ရေရေခန့်နွေးနွေးလေးနဲ့ပဲ စိန်ထားပါမယ်ကျွန်တော်ကတော့ဒါမနေ့ခင်းလုံးမှာစိန်လိုက်တာဆိုတော့ကျတော့ညကြလို့ရှိရင်တော့ ဖော်ဘုံနဲ့ထည့်ပြီးတော့ဖောက်ပါမယ်ဖော်ဘုံနဲ့ထည့်ပြီးတော့ဖောက်တဲ့နေ့ကတော့ကျွန်တော်ရှစ်လပိုင်းရှစ်လပိုင်းလာစမ်းလောက်တုန်းကတင်ထားတဲ့ဟာရှိပါတယ်အဲ့မှာကျွန်တော်ဝေါ်လေးဝင်ပြီးတော့လိုက်ရှာကြည့်လိုက်ပါဗျာဒါတထုပ်ဘူးမျိုးစီးက အခုရည်ကြည့်တာတော့380 380ပါတယ်အထုပ်တိုင်း380ဒါက360နဲ့မှ9စီပါပါတယ်တတိတော့ရော့တယ်ပေါ့အဲ့တော့ကျတော့အရင်နှုန်းက330လောက်ပဲပါတယ်အစေတိုင်းအောင်မြင်တယ်အပင်ပေါက်တယ် အခုဟာတော့အပင်မတန်ဆွမ်းလာပြီပါလာလေဗျကျွန်တော်အဲ့ဒီအပင်မတန်ဆွမ်းလာလေးကိုရိုက်ပြမယ်နော်စိုက်ပြိုးခြင်းနဲ့တင်မောစိုက်ပြိုးခြင်းနဲ့ကျွန်တော်တငယ်ချင်းနေတည်အောင်လို့ပါဆရာကြီးတော့မဟုတ်ဘူးနော် တချို့ပင်တွေကတော့မိတ်ဆွေတငယ်ချင်းတို့မြင်တဲ့အတိုင်းစိုက်ပြိုးပြီးပါပြီ ဒါကျွန်တော်တိတ်ပြီးတော့မတန်တဲ့အပင်ကိုခြံထားခဲ့တာဒါလေးတွေကိုတန်ဆွမ်းအောင် ပြုစုပြုထောင်းအောင်ပေါ့အဲ့တော့ကြတော့တထုပ်ကိုတန်တန်ဆွမ်းဆွမ်းဖြည့်တဲ့အပင်300လို့ပဲတတ်မှတ်ပြီးတော့စိုက်ပါကျွန်တော်တော့အခုတော့အဲ့လိုတတ်မှတ်ပြီးတော့ပဲကိုလူတဲ့အထုပ်ကြီးအတွက်ကို ခံမှန်းရတော့မဟုတ်ဘူးတချို့အပင်လေးတွေကတော့ပြုပြင်ပြောင်းလဲလိုက်တာနဲ့နည်းနည်းလေးတော့တန်ဆွမ်းလာပဲအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးလိုက်လံပြီးတော့ကျွန်တော်ဤစနစ်တင်မှာမဟုတ်ပါဘူးကျွန်တော်လဲဆရာကြီးမဟုတ်ပါဘူးဗျ